ယာသဝင်ထဲကဇောကြီးဆိုတာတကယ်ရှိပါသလားဖေယသူကဘယ်လိုလူမျိုးလဲဖေယတချို့ကကိုပွားနိုင်တယ်လို့လည်းပြောကြပါတယ်အရှင်ဖေယသိရင် သိသလောက်ပြောကြပေးပါဖေယတပည့်တော်သိကျင်လို့ပါဖေယတဲ့ဇောကြီးဆိုတာတကယ်ရှိပါတယ်နော်ဇောကြီးဆိုတာယောဂီခေါ်ဇောဂီဆိုတဲ့တက္ကရစကားကနေစဉ်းသက်လာတာပါယောဂီကနေဇောဂီဖြစ်ရခြင်းဟာရကိုစားပြုတ်ထားလို့ဖြစ်ပါတယ် အဆိုပါဇောဂီဆိုတဲ့စကားရက်ကိုပဲမြမတို့ကတက္ကတအတန်ပြက်ဖြင့်ဇောကြီးဆိုပြီးခေါ်ဆိုနေခြင်းဖြစ်ပါတယ်။ဇောကြီးဆိုတဲ့အဓိပ္ပာယ်ဟာယောဂတရားအထုတ်သူလို့အဓိပ္ပာယ်ရပါတယ်။ယောဂအကျင့်ဆိုတာဟာတမထအကျင့်၊တမာတိအကျင့်၊ဇန်အကျင့်တွေပဲဖြစ်ပါတယ်။ဇောကြီးတွေဟာအဆိုပါယောဂအကျင့်ဖြင့်ကိုပြောက်ခြင်း၊မြေရှုမိုးပြန်နိုင်ခြင်း၊ကိုပွားနိုင်ခြင်းဆိုတဲ့လောကီအစွမ်းတကူတွေကိုရရှိထားတဲ့သူတွေပဲဖြစ်ပါတယ်။ ဇော်ဂျီဟာပန်းမန်လူသားတဦးတည်းကနေလောဂီအစွမ်းတွေကိုရရှိထားတဲ့ပုဂ္ဂိုလ်တစ်မျိုးပါဇော်ဂျီတွေဟာဗီဒင်ဟောချင်းလက္ခဏာဖက်ချင်းနေသွားလာသွားနေကြက်လက်ကြက်ဂျူရက်ဂျူနီစတာတွေကိုလေလိလာလိုက်စားနေတဲ့သူတွေပဲဖြစ်ပါတယ်ဇော်ဂျီဆိုတာဟာအဲ့ဒါပါပဲ